ဗီဒီယံချီတနေဒီ project ကိုအိန္ဒိယကတရုတ်ကိုကျော်ပြီးတော့အရယူနိုင်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒက်စတာမျက်ရည်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းကိုတရုတ်အစအိန္ဒိယကိုပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့်တရုတ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်ရေးသမိုင်းကြောင်းတလျှောက်မှာအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။တရုတ်မှာလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ငွေကြေးချောက်ဖက်မှုအလုံးလောက်ရှိပေမဲ့လည်းဘတ်တဝီဝင်နိုင်ငံရေးဖြူဟာနဲ့စီးပွားရေးအရထည့်သွင်းစဉ်းစားမှုများစွာလုပ်ပြီးတဲ့နောက်မှာအိန္ဒိယနိုင်ငံကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ ဘီလီယံချီတန်တဲ့ project တစ်ခုကိုအိန္ဒိယကတရုတ်ကိုကြော်ပြီးအရယူနိုင်ခဲ့တဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအတူတူကြည့်လိုက်ရအောင်ပါရှင်။ပြောရမယ်ဆိုရင်တော့ Dustar မြေရေစီမံကိန်းကရေဘေးနဲ့မိုးခေါင်းမှုဒဏ်ကိုမကြာခဏခံနေရတဲ့ Bangladesh အတွက်အရေးပါပါတယ်။အထူးသဖြင့်နိုင်ငံရဲ့အကြီးအကဲလုပ်ငန်းဖြစ်တဲ့စံစဘာစိုက်ပျိုးရေးအတွက်ရေကောင်းကောင်းရဖို့ကရေကြီးရဲ့အစိပ်ပိုင်းတစ်ခုပါ။ အစပိုင်းမှာတရုတ်နိုင်ငံကဒီစီမံကိန်းအတွက် စိတ်ဝင်စားမှုပြခဲ့ပြီးလုပ်ငန်းတွေပတ်သက်တဲ့လေးလာမှုတွေလုပ်ရင်းအကူအညီတွေပေးခဲ့ပါတယ်။ဒါပေမဲ့လည်းနှစ်ပေါင်းများစွာစီးဆက်ညီနိုင်မှုတွေလုပ်ပြီးတဲ့အခါမှာတော့ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုရွေးချယ်ခဲ့ပြီး2025ခုနှစ်ထဲမှာပဲဆောက်လုပ်ရေးစတင်ဖို့အစီအစဉ်ထားပါတယ်။ဒီလိုဆုံးဖြတ်ရတဲ့အဓိကအကြောင်းရင်းကတော့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားကရှုပ်ထွေးရေးဆက်ဆံရေးဖြစ်ပြီးတော့နိုင်ငံရေးနဲ့စီးပွားရေးကဏ္ဍနှစ်ခုလုံးမှာတည်ရောက် ားမှုရှိခဲ့ပါတယ်။အိန္ဒိယကဒက်စတာမြစ်အထက်ပိုင်းကိုထိန်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်ကလည်းအိန္ဒိယနိုင်ငံရဲ့ရေစီးစင်းမှုကိုစီမံခန့်ခွဲနေရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်အိန္ဒိယနဲ့ပူးပေါင်းလိုက်ခြင်းအားဖြင့်ဘင်္ဂလားဒေ့ရှ်အတွက်ပိုအကျိုးရှိတဲ့ရေခွေရေသဘောတူညီချက်ကိုရယူနိုင်ပြီးတန်တမန်ရေးရာတည်ငြိမ်မှုကိုလည်းထိန်းသိမ်းရရောက်ပါတယ်။ နိုင်ငံရဲ့ပထဝီအနေထားကလည်းဒီဆုံးချမ်းချက်ပေါ်မှာလွှမ်းမိုးမှုရှိခဲ့ပါတယ်။အိန္ဒိယနဲ့တရုတ်တို့ကတောင်အာရှရဲ့ပြူဟာမြောက်ပြိုင်ဘက်တွေလို့တောင်ပြောလို့ရပါတယ်။ အထူးသဖြင့်တရုတ်သမ္မတရှီကျင်းပင်ဦးဆောင်တဲ့ Button Road Initiative လောက်ကအခြေခံအဆောက်အအုံ project တွေမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုအိန္ဒိယကအမိလိုက်လာခဲ့ပါတယ်။ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ချစ်တဲ့ရရဲ့ Twin Channel လေးကို Like and Subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ Dustran မျက်စိမှန်ကင်းဟာတန်တပင်ရေရာကျိုးပန်းမှုရဲ့တစိတ်တစ်ပိုင်းဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က2024ခုနှစ်အိန္ဒိယခီးစဉ်အတွင်းမှာပဲသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါအပြင်အိန္ဒိယရဲ့ဂန်လန်ချက်ထဲမှာဗန်နာယီမလုံးတွေပါပါနေခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်အတွက်ပို့ပြီးတော့မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။စီမံကိန်းကိုလက်လွတ်ခဲ့ရပေမဲ့လည်းတရုတ်နိုင်ငံကဘင်္ဂလားဒေ့ရှ်အတွက်အဓိကမဟာမိတ်အဖြစ်ဆက်လက်တည်ရှိနေပြီးတော့ဘတ်မာတတားလိုမျိုး project တွေနဲ့ဆက်လက်ပစ္စည်းတွေကိုပံ့ပိုးပေးနေသေးပါ။တည်ယူပို့ဆောင်ရေး င်းစိတ်ကန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာတရုတ်ကုမ္ပဏီတွေကအခမ်းကဏ္ဍတစ်ခုအနေနဲ့ဆက်လက်ပါဝင်နေပါတယ်။ဘာပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ရှ်ရဲ့အဆုံးဖြတ်ချက်ကအင်အားကြီးနှစ်နိုင်ငံလုံးကိုဟန်ချက်ညီညီကင်တွယ်နိုင်ခဲ့တယ်လို့ဆိုအားမှာပါ။အိန္ဒိယဘက်ကဒီ project ကိုအမခံထားပြီးမြဲ ဘင်္ဂလားဒေ့ရှ်မှာတရုတ်ရဲ့ဩဇာလွှမ်းမှုမှုအားကောင်းနေစေဖြစ်တာကြောင့်ဒေတာရင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်နိုင်ငံလုံးနဲ့ဆက်လက်ပူးပေါင်းသွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။